မေဂျီရောအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ရောက်ရှိနေတဲ့နေရာတွေကတော့ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်မြို့လေးမှာရှိတဲ့ကျွန်တော်တို့မြန်မာပြည်သူဓာတ်တွေစုဝေး ီးတော့ရောင်းချတဲ့နေရာတွေပေါ့နော်ဒီရောင်းချတဲ့နေရာတွေမာစားစားတွေမာစားဆိုင်တွေအများကြီးပေါ့နော်အာတိုင်းရင်သားအစားစားတွေလည်းအများကြီးပါအာအဲ့ဒီဆိုင်တွေမှာအဲ့ဒီမြန်မာ community space တွေမှာကျွန်တော်တို့အာဒီနေ့အာနေပါစီပွဲလေးရှိရပေါ့နော်ဒီနေ့ပွဲရှိရဆိုတော့ရောက်နေပါပါဒီဘက်ဒီတို့ကြမယ်ကျွန်တော်တို့ဒီမြန်မာစားစားတွေကို ေးစားကြမယ်။ဒါကတော့ချင်းမိုက်မြို့မှာရှိတဲ့မြန်မာ community space တွေတစ်ခုပဲဖြစ်ပါတယ်။ဒီမှာဆိုလို့ရှိရင်ဒါဖူကောင်နေပေါ့နော်။ဒီဖူကောင်နေမှာဆိုလို့ရှိရင်မတူညီတဲ့တိုင်းရင်းသားအစားအစာတွေဖြင့်ကျွန်တော်မြန်မာပြည်တွင်းထဲမှာအာရတဲ့အစားအသောက်တွေပေါ့နော်။ဒုတ်ထိုးဝတ္တာဒုတ်ထိုးဟောအတုပ်ဆုံးအာစတရားဖြင့်ဒါတွေကို ဒီဝင်းထဲမှာစုပေါင်းရောင်းချပေးနေတာပဲဖြစ်ပါတယ်ဆိုတော့ညကြလို့ရှိရင်နိဗ္ဗာန်ဈေးပွဲရှိတဲ့အတွက်ပြင်နေစင်နေကြတာပေါ့နော်အခုလူတွေလည်းပဲတဖြည်းဖြည်းနဲ့တော့ရောက်ရောက်လာပါပြီအဲညကြလို့ရှိရင်ဒီနိဗ္ဗာန်ဈေးပွဲပြီးလို့ရှိရင်လည်းရှိုးပွဲလေးရှိသေးတယ်လို့ပြောတယ်ဗျာ ဒီလိုမျိုးကျွန်တော်တို့နိုင်ငံရဲ့ခြားမှာကျွန်တော်တို့လူမျိုးချင်းချင်းကျွန်တော်တို့နိုင်ငံသားချင်းချင်းတွေအဲတွေ့ဆုံရင်းနှီးမိတ်ဆက်ကြပြီးတော့ဒီလိုအာတွေ့ကြုံတွေဖလှယ်ကြတဲ့အဲ community space ရေးရှိတာအာရန်ကောင်းနေပေါ့နော်ကျွန်တော်တို့တွေတုံနဲ့တူမိတ်ဆက်ကြတယောက်ခက်ခဲတွေတယောက်အားပေးကြအကူအညီပေးကြပေါ့နော် အဲဒီဆိုင်လေးတွေဟာဆိုလို့ရှင်ညနေ9:00နာရီလောက်ကနေပြီးတော့ည7:00လောက်ထိရောင်းချပြီးတာပဲဖြစ်ပါတယ်ဒါကတော့ရခိုင်ရိုးရာတော့အင်တာနက်တော့ပေါ့နော်အဲဒါကရခိုင်သူရခိုင်ရိုးရာအစားအစာဆိုင်ပဲဖြစ်ပါတယ် အဲဒါကတော့နိဗ္ဗာန်ဈေးမှာလှူမဲ့အလူရှင်တွေဖြစ်ပါတယ်ကောင်တာနံပါတ်ကလေးတွေနဲ့သူတို့တွေပြင်ဆင်ပြီးစောင့်ဆိုင်နေကြတာပေါ့နော်အဲဒါကတော့တင်းဆိုင်ဆိုတဲ့ဖူကောင်တွေပဲဖြစ်ပါတယ်ဒီဆိုင်မှာဆိုလို့ရှိရင်ဒါနမကြီးကတော့ဇလုံးထမင်းပေါ့နော်ဇလုံးထမင်းကိုမြန်မာဟင်းအနေနဲ့အချမောင်ကျော်ငပီးစသည်အဖြစ်ဒါတွေနဲ့ ပေါင်ဆက်ပြီးတော့မှအာရောင်းချပေးတာဖြစ်ပါတယ်။ Ừm ဟိုဘက်ကတော့ CNA Sports Trade ဆိုတဲ့ဝတ်သားထုတ်လို့စာရင်ပေါ့နော်။အဲဒါကတော့မုံလင်မယားနဲ့မြန်မာမုံချိုလေးတွေရောင်းတဲ့စာရင်ပဲဖြစ်ပါတယ်။အဲဒီစာရင်လေးရဆိုလို့ရှိရင်လည်းပဲဒါမြမအတုပ်ပေါ့လက်ဖက်တုပ်ကျင်းတုပ်လက်ဖက်ထမင်းစသည်အဖြစ်ဒီတုပ်ကလေးတွေကိုဈေးတက်တက်တာနဲ့ရပါတယ် အဲဒါကတော့မစတာပေါလို့ခေါ်တဲ့နမကြီးရဲ့ဝတ္တထုတ်ထုတ်ဆိုင်ပေါ့နော်ကျွန်တော်တို့မြန်မာပြည်မှာစားသလိုမျိုးခုံလေးလေးနဲ့ထိုင်ပြီးစားနိုင်ပါတယ်အဲဒီဆိုင်ကတော့တပီသူဆိုတဲ့ဆိုင်ပဲဖြစ်ပါတယ်။ဒီဆိုင်လေးမှာဆိုလို့ရှိရင်ပြီးသမင်းတော့တို့နန်းကြီးတော့တို့စသည်အဖြစ်အဲနမကြီးရဲ့ ပြည်ရင်းအစားအစာတွေရပါတယ်မျက်နှာမမပေါတော့လက်ပါဖဲပေးမှဟုတ်ဘူးလေအဲအခုဆိုရင်တော့မိတ်ဆွေတို့မြင်တဲ့အတိုင်းပါပဲအဲ့တဲ့ဒီတော့ဖြည်းဖြည်းနဲ့တော်တော်များများရောက်လာကြပြီပေါ့နော်အကောင်တော့ဟာကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေပဲဖြစ်ပါတယ် ဒါကတော့ကျွန်တော်တို့လက်ဖေးရောင်းတဲ့ကောင်တာလေးပဲဖြစ်ပါတယ်။အာမြန်မာရတာစစ်စစ်မြန်မာ vibe ပေါ့နော်ကျွန်တော်တို့အာလက်ဖေးဒီကိုအလွမ်းပြေအဲဝေယူတော့တော့အားပေးလို့ရပါတယ်။အဲဒါကတော့စီလုံးတီးပေါ့နော်အာမလိုင်ဘတ်တွေနဲ့ ဆိုတော့ကျွန်တော်မြန်မာပြည်ကိုတော်တော်လွမ်းသွားပြီအဲ့ဒါကြောင့်စီလုံးဒီလေးတစ်ခွက်လောက်တောက်ပါအောင်မယ်ကြက်ချစ်လို့ကိုထည့်ပေးလိုက်ပြီနော်ဟေးစီလုံးဒီဆိုခဏလေးဆောင်ဝင်ပါလို့နော်အဲဒါကတော့ကျွန်တော်တို့မွေးငါရောင်းတဲ့ဆိုင်ပေါ့နော် ဝင်ကားဆိုင်ဖြစ်ပါတယ်ဝင်ကားကိုအလိုအိုးကြီးနဲ့တဲပြီးတော့ရှေ့မှာရောက်တာပေါ့နော်မွေးနေတာပဲဗျာအဲဒါကလည်းနိဗ္ဗာန်စီလှူကြမဲ့ကောင်တာလေးတွေပဲဖြစ်ပါတယ်ဆန်စီဒါအကုန်ပါတယ်ပေါ့နော် ခဆွဲကြောက်မောင်းနေရအစကိုတွေ့ရပါတယ်။ရေခဏနေရင်တော့နိဗ္ဗာန်စီလက်မှတ်ဝီတော့မယ်လို့ပြောပါတယ်။ဘာတန်းစီလိုက်အောင်ပါဘောနော်။တို့ကျွန်တော်နဲ့လိုင်းခွဲတော့ပါလေဟိုဘက်မှာတလိုင်းရှိပါမယ်ခင်ဗျာဟိုဘက်တလိုင်းသွားလို့ရပါတယ်ဒီဘက်လည်းတလိုင်းရပါမယ်ခင်ဗျာဟိုဘက်မှာနည်းနည်းယူလို့ရပါတယ်ဒီတန်တန်း ရပါတယ်နော်ကဲဘောကဲဘောနမဲပြီးယူလို့ရပါတယ်ပြတဲ့ပြီးပါဘူးဝါကဲဖာလာရီကဘာအာနေဗန်စီမတူဖြစ်တာတော်တော်တော့ကြာသွားပြီဗျာဘယ်နှနစ်ရှိမှမသိဘူးဆိုတော့ကျွန်တော်တို့မြန်မာပြည်မှာလိုမျိုးပဲဗျာတကယ်ကျွန်တော်တို့မြန်မာပြည်ကိုလွမ်းပါတယ် ဘာယူလို့ရတယ်တယောက်ကိုနှစ်ခုယူလို့ရတယ်အဲ့နှစ်ခုလားကဲနိဗ္ဗာန်စီနိဗ္ဗာန်စီဓမ္မကြီးခဲ့ပါပြီနောက်တစ်ခါပြန်တန်းစီပါအောင်မယ်အဲနှစ်ကြိမ်တန်းစီလို့ရဆိုတော့အဲကျွန်တော်ဟိုဘက်မှာတစ်ခေါက်သွားပြီးတော့ပြန်တန်းစီအောင်မယ်ပေါ့နော်ဒီဘက်တန်းပြီးတော့ဟိုဘက်မှာသွားပြီးတော့တန်းစီပါအောင်မယ် ာခုတ်ဝင်လားအဲတရားနှုတ်ခုတ်မလားတရားပဲနောက်ခုတ်ရယ်ကုမောကုမောကမိုးလုံးအာဟေးအဲကျွန်တော်ခောက်ဆွဲနှစ်ဘူးလည်းရပြီပေါ့နော်ပြီးတော့ဒီဘက်မှာဆန်လည်းဆန်လည်းရမယ်ပေါ့နော် တာအုံတို့ကြောက်ကြောအုံတို့ကြောက်ကြောလည်းတူရပါလေကျွန်တော်တို့တိုင်းတစ်ပါးမှာအခုလိုမျိုးပဲကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေချင်းချင်းစုဝေးပြီးတော့မှအားလုံးရတာဒီလိုမျိုးစုံရတာ ရန်ကိုဝမ်းသာဖို့ကောင်းပါလေဝမ်းလည်းနေတယ်ပေါ့နော်ဒါလေးတွေကတော့လောလောဆယ်နိဗ္ဗာန်စီမှာရထားတဲ့ပစ္စည်းလေးတွေပဲဖြစ်ပါတယ်

ကျေးဇူးပါပြေပါဦး။အာဟိုပါနော်ဗာလဲကြက်ဝေးတော့မဟုတ်ဘူးလေဗာလဲလက်ဖက်အပြည့်ကြောက်ဆိုတာပါဆိုတာကိုမေးသူပြောတာမသိဘူးတော့မကြက်သေးဘူး Yeah, yeah. အုံးဒီမပြူတော့ဘူးလားဘောကအုံးဒီ။အဲ့ပါနံပါတ်30ပေးလိုက်ပေါ့။တော့30တဲ့။ဘောကယူလိုက်တော့။ကျေးဇူးပါရှင်။ကလေးရကျေးဇူးပါဟုတ်ကဲ့ဟိုမင်းကဒါရဲအကြောင်းပြောပါ အဲဒါကမစ္စတာပေါ်ဝတ္တရဇန်နေပြီးတော့လူတဲ့အမောက်ကြစီတာကူပေါ့နော်အဲဒါကတော့ကာရီကေချာရုပ်ပြောင်ဆွဲတဲ့နေရာလေးဖြစ်ပါတယ်တပုံဘတ်150ပြရပါတယ်ဒါကလည်းဒါရံမုံငွေရှာတဲ့နေရာလေးပေါ့နော်အဲခုဆိုလို့ရှိရင်ဒီထဲမှာ တွေ့ရတိုင်းပဲလူတွေကရမ်းများတဲ့ခါကျတော့အာမတ်တက်ဒီမတ်တက်ဒီရကျွန်တော်ပါဝင်ထိုင်ကြရမရှိတော့ဘူးပေါ့နော်ရှေ့မှာထိုင်ကြရမရှိတော့ကျွန်တော်အနောက်နားလေးမှာလွတ်တဲ့နေရာလေးမှာသွားပြီးတော့မှကျွန်တော်ပိုက်စားလို့ကျွန်တော်ရတဲ့ဟာလေးကခုနကမလာရှန်ကိုစားခြင်းတဲ့ဟာလေးကိုတော့သွားစားပါတယ်

အဲဒါလေးကတော့ဟင်းဘောင်းတော့ဖြစ်ပါတယ်ဟင်းဘောင်းတော့ပေါ့နော်မကျူးမြင့်လေးလည်းထည့်ပေးထားဒါလည်းအဲနိဗ္ဗာန်စီးတွေကပါတဲ့ဟာပဲဖြစ်ပါတယ်ကျွန်တော်မကြိုက်ဘူးဆိုတော့တယောက်ကမကြိုက်ဘူးဆိုတာနဲ့ကျွန်တော်ပေးသွားတာဖြစ်ပါတယ် လေပြတဲ့ခံကြလာလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဒါပြည်ပြည်တက်ဆက်မှုအကာလအတွင်းဒီမှာဒီနေရာလေးကိုခဏလောက်ဒါဒါဖြတ်ဖြတ်သွားသွားလိုက်ပေးအတွက်တော့ကျွန်တော်တို့ခဏလောက်လေးဖိတ်ပြပါမယ်ခင်ဗျာအခုဆိုရင်ဒီရှေ့မှာဒါရှိုးဝဲစားပြီးတော့มาပြတော့မယ်ပေါ့နော်ရှိုးဝဲပြဖို့လို့တော့စားပြီးတော့มาပြင်နေကြပါပြီဘာပထမအောင်ဆုံးဖြတ်ပြီးတက်ဆက်မယ် ဒါအကအကနာမည်လေးကတော့ကျွန်တော်တိုင်းရင်းသားအကဖြစ်ပါတယ်ကျွန်တော်အားလုံးလည်းသိကြတဲ့အတိုင်းပဲကျွန်တော်မြန်မာနိုင်ငံမှာရှိကြတဲ့တိုင်းရင်းသားလူမျိုးတွေခချင်း၊ကယား၊ကရင်ချင်းသမောင်ပေါ်ရခိုင်ရှမ်းစတဲ့တိုင်းရင်းသားလူမျိုးစုတွေကိုကိုးစားပြုပြီးတော့ကျွန်တော်မြန်မာ Culture Association ကိုင်းပယ်အကဖက်ကနေပြီးတော့တိုင်းရင်းသားရင်းကားတဲ့ဖွဲ့စည်းတင်ဆက်မှာဖြစ်ပါတယ်မြန်မာ Culture Association အစိုးရတိုင်းရင်းသားအကဖက်ကိုကျွန်တော်လက်ခုပ်တန်လေးပြတဲ့အားလုံးအကျိုးဆုံးပေးပါဦးခင်ဗျာ ွဲတော်ဖြစ်ပါတယ်။ဒီလန်စီဆိုတာကကျွန်တော်တစ်ဆောင်တိုင်းမှာကျင်းပရတဲ့ပွဲဖြစ်တဲ့တိကျောင်းမလို့ဒါတစ်ဆောင်တိုင်းပွဲတော်ဒီမှာဆိုလို့ရှိရင်လည်းအားလုံးနဲ့ကျွန်တော်မြန်မာပြည်မှာဆိုရင်ဒါဥရှေဥတော်ဘိုးကောင်လည်းအားလုံးနဲ့ညီမှုကြလိမ့်မယ်လို့ထင်ပါတယ်။ဥရှေဥတော်ဘိုးဆိုတာကျွန်တော်တို့ဒါမျက်နှာဟန်လေးထားတွေကိုပျော်အောင်ပြက်အောင်မျက်နှာကိုကျွန်တော်တို့ ဟာသအနေနဲ့ထော်ပြီးတော့ထော်ညွှန်းရတဲ့အကဖြစ်ပါတယ်။အမျိုးသားနဲ့အမျိုးသမီးလူမျိုးကြီးနဲ့အမျိုးကြီးနှစ်ယောက်ကနေပြီးတော့ရန်ဖြစ်ကြတဲ့ဟန်တွေကိုကျွန်တော်တို့မြန်မာအကအလမြန်မာအသေးသေးချင်းများနဲ့ကျွန်တော်ပူးပေါင်းပြီးတော့ဖွင့်ပြီးဆက်ပါဆက်ပါတယ်။အဲ့တော့ကျွန်တော်တို့ရဲ့ဖွင့်ပြီးတင်ဆက်မှုဦးရွှေတော်ဘုန်းကိုလက်ခုပ်တလဲကျေးဇူးတော်ပါခင်ဗျာ။

ဖုံးမြစ်စာဖုံးမြစ်လာဖုံးမြစ်စာဟံတဲ့လာပါလီတွဲဝီရှင်ဦးရဲ့ဘုံမူနဲ့အတော်ဆိုးတဲ့ဘုံမူနဲ့အတော်ဆိုးတဲ့လာပါလီတွဲဝီရှင်ဦးရဲ့ဘုံမူနဲ့အတော်ဆိုးတဲ့ဘုံမူနဲ့အတော်ဆိုးတဲ့ဖုစတဲ့ဆတ်ချစ်သမာကွဲတဲ့ဖုစတဲ့ဆမာကွဲလာရီကြာရီယာရီခံငောင်းလေဘုံမူကိုချစ်ပါမယ်

Oh. ဥစုတို့ဟိုတက်လက်ခုတ်တန်လေးဟောက်ဒါအာစကားတွေပြောရတဲ့ခါမှာကျွန်တော်တို့ပြုရင်ပြုခွင့်ရင်ပြုမှုတွေဖြစ်ကြရပါတော့เนาะကျွန်တော်မြန်မာယူရရင်ပြုမှုဒါတကြံပွဲတော်ဆိုလို့ရှိရင်ကျွန်တော်ပကံခစ်တောက်စာတွေတဲကမှစတင်ပြီးတော့ဒါတကြံရှိရဆိုတာကိုပကံခစ်တွေတဲကနေပြီးတော့ကျွန်တော်တို့အထောက်ထားတွေကနေတွေ့ရှိခဲ့တဲ့တကြံပွဲတော်ဖြစ်ပါတယ်အဲ့တော့ဒီတကြံပွဲတော်ကိုကျွန်တော်တို့ဘယ်ပွဲတော်တိုင်းမှာမဆိုရင်ကျွန်တော်တို့ဖက်ရောက်ပြီးတော့ ဆိုပြီးတင်ဆက်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်မြန်မာပြည်ကတကြံပွဲတော်ဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံရဲ့ဆရလာရာဒီပွဲတော်တွေရဲ့အကမှအထင်ရှားဆုံးနဲ့အကြီးကျယ်အခမ်းအနားဆုံးတော့ရည်ရွယ်ပွဲတော်ဖြစ်ပါလေမြန်မာရဲ့မြန်မာပြည်ထောင်ရာဆိုလို့ရှိရင်နေဟောင်းကနေပြီးတော့ပြည်သူ့ကိုပြည့်ခါလာလည်းဖြစ်ပါလေအဲ့တော့မြန်မာပြည်ကအတန်တကြံပွဲတော်မှာကျွန်တော်အားလုံးကြားကြတဲ့အခါမှာဆိုလို့ရှိရင်မြန်မာပြည်ရာတကြံတချင်းနေလည်းအများကြီး 那我肯定得接，都谁敢去阿米啊？不是、啊。不 ကဲမိတ်ဆွေတို့ရေဒီဗီဒီယိုလေးမှာတော့ဒီလောက်ပါပဲเนาะနောက်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်။ဒါရင် subscribe လေးလည်းလုပ်ပေးခဲ့ကြပါအောင်เนาะ။